မင်္ဂလာပါဒေါက်တာအိုလီဗီယာခင်ဝင်းနက်စ်ဘောအောမှပြန်လည်ကြိုဆိုပါရစေဒီကနေ့တော့ခေါင်းမူကြီးကိုတက်တာစီနိုင်တဲ့အဓိကလေ့ကျင့်ခန်းတစ်ခုကိုတင်ပြပေးချင်ပါတယ်ဒီလေ့ကျင့်ခန်းတစ်ခုကတော့ vestibular exercise နဲ့ afflace maneuver လို့ဖြစ်ပါတယ်ပထမတင်ပြမယ့်လေ့ကျင့်ခန်းကတော့ vestibular exercise ဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကဥကောင်းမျက်လုံးနဲ့ကိုယ်လက်လှုပ်ရှားမှုတို့ပါဝင်ပြီး ခန္ဓာကိုယ်နဲ့ဥနှောက်ကိုဆက်သွယ်ထားတယ်။အယုံကြောတွေကိုလုံးစော်ပေးပါတယ်။ဗတ္တိကိုမူ၏ခြင်းနဲ့ဟန်ချက်ထိမရပြီးညတာမှုမရှိသလို ခံစားနေရတဲ့လူနာတွေအတွက်အကျိုးကျေးဇူးရှိပါတယ်။လက်ချင်ငယ်စပြီးပြုလုပ်တဲ့အချိန်မှာမူ၏ခြင်းဖြစ်နိုင်တာမူကြိုတင်သတိပြုပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ဒီလေ့ကျင့်ခန်းတွေကိုထိုင်လျက်နေတာလေ့ကျင့်ခန်းတွေနဲ့စတင်မှာဖြစ်ပါတယ်။ ထိုင်လျက်နေတာလေ့ကျင့်ခန်းနံပါတ်1က head no လို့ခေါ်တဲ့ခေါင်းငင်းခြင်းခေါင်းမော့ခြင်းလေ့ကျင့်ခန်းဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့အတိုင်းခန္ဓာကိုယ်ရဲ့ပေါ်ပိုင်းကို မမတ်ထားပြီးထိုင်ရပါမယ်။ဥကောင်းငင်းခြင်းဥကောင်းမော့ခြင်းပြုလုပ်တဲ့အခါမှာလည်းတတောင့်တတားနေတာနဲ့ပဲလှုပ်ရှားမှာဖြစ်ပါတယ်။အားထည့်စရာမလိုပါဘူး။မိမိရဲ့မျက်လုံးကိုတော့တနေရာထဲမှာစိုက်ကြည့်မိနေဖို့တရေထားပါမယ်။ ဒုတိယလေ့ကျင့်ခန်းကတော့ Hedden လို့ခေါ်တဲ့ခေါင်းပညာလေ့ကျင့်လေ့ကျင့်ခန်းဖြစ်ပါတယ်။ခန္ဓာကိုယ်ကိုမမက်ထားပြီးထင်ရပါမယ်။ဥကောင်းကိုဘယ်ဘက်ကိုလှိမ့်မယ်။ရှေ့ကိုပြန်လှိမ့်မယ်။ညာဘက်လှိမ့်မယ်။ရှေ့ကိုပြန်လှိမ့်မယ်။တတောင့်တတအနေထားနဲ့ပဲပြုလုပ်ရမှာဖြစ်ပါတယ်။မျက်စိအကြည့်ကိုဒီနေရာထဲမှာစိုက်မထားမိအောင်သတိထားဖို့လိုအပ်ပါတယ်။ ဒီချိန်ရဲ့နံပါတ်3ကတော့ destabilization with the head เนาะမျက်လုံးအယုံဆိုင်မှုတည်ငြိမ်မှုနှင့်ခေါင်းငိမ့်ခြင်းခေါင်းမော့ခြင်းဒီချိန်ရဲ့ဖြစ်ပါတယ်လက်ကိုဆန့်တန်းပြီးလက်ချောင်းကိုထောင်ထားပါမယ်မျက်လုံးအကြည့်ကိုလက်ချောင်းပေါ်မှာအယုံဆိုင်ထားပါမယ်ခေါင်းငိမ့်ခြင်းခေါင်းမော့ခြင်းပြုလုပ်တဲ့အချိန်မှာလက်ချောင်းပေါ်မှာရှိရဲ့မျက်လုံးကြည့်ကိုအပြောင်းလဲပေးနေပြုလုပ်ရမှာဖြစ်ပါတယ် ုင်လေးရဲ့နေတာလေးချင်းငယ်နံပါတ်၄က Gay Civilization with the Headends မျက်လုံးအယုံဆိုင်မှုတည်နေမှုနဲ့ခေါင်းပညာလှည့်ခြင်းလေ့ကျင့်ခန်းဖြစ်ပါတယ်။လက်ချောင်းပေါ်မှာရှိရင်မျက်စိကြည့်ကိုပြောင်းလဲပြီးခေါင်းပညာလှည့်ခြင်းကိုပြုလုပ်ရမှာဖြစ်ပါတယ်။ဥကောင်းတဲ့လေပင်ကိုတင်းမှမှုဖြစ်စေပဲတတောက်တတနေသားနဲ့ပြုလို့ရမှာဖြစ်ပါတယ်။ လက်တစ်ဖက်ညောင်းရင်အခြားလက်တစ်ဖက်ကိုပြောင်းပြီးပြုလုပ်နိုင်ပါတယ်ဒီချင်းရဲ့နံပါတ်5က VOR canceling လို့ခေါ်ရင်ခေါင်းလှည့်သောအခါမှာမျိုးလုံးတုံ့ပြန်လှူရှာမှုကိုတင်းကျုပ်ခြင်းလေ့ကျင့်ခြင်းဖြစ်ပါတယ်မျက်စိအကြည့်ကိုလက်ချောင်းပေါ်မှာအယုံစိုက်ပြီးခေါင်းလှည့်တဲ့အချိန်မှာစံတန်းထားတဲ့လက်ကိုလိုက်ပြီးရှူရပါမယ် ဥကောင်းတဲ့လေပင်ကိုတင်းမမှုဖြစ်ဖို့သတိပြုရပါမယ်။မိမိတတောင့်တတရှိတဲ့အနေအထားနဲ့ပဲစတင်ပြုလုပ်ရမှာဖြစ်ပါတယ်။ထိုင်လေးအနေထားလေးချင်းငယ်နံပါတ်6က headdel လို့ခေါ်တဲ့ခေါင်းဆောင်ချင်းလေးချင်းငယ်ဖြစ်ပါတယ်။ခေါင်းကိုမမက်ထားပြီးထိုင်ရပါမယ်။ဥကောင်းကိုပခုံးတစ်ဖက်စီကိုဆောင်းမယ်။စက္ကန့်ပိုင်းလောက်နေနဲ့ပြန်မက်မယ်။အခြားတစ်ဖက်ကိုဆောင်းမယ်။ ြန်မက်မယ်အခြားဘက်ကိုစောင်းမယ်ပြန်မက်မယ်မိမိတတောင့်တတာရှိတဲ့အနေထားတိုင်းပြုလုပ်ရမှာဖြစ်ပါတယ်ဆက်လက်ပြီးရဲလျက်အနေထားနဲ့ပြုလုပ်ရတဲ့လေ့ကျင့်ငန်းများကိုတင်ပြပါမယ်လေ့ကျင့်ငန်းများကိုမတည့်ရပြီးပြုလုပ်တဲ့အခါမှာရိုင်းသွားတာမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ ထင်းစရာစာအုပ်စဉ်ဓမ္မမဟုတ်ဇပွဲစောတစ်ခုအနားမှာပြုလုပ်တင်ပါလေရလျက်နေတာလေးချင်းငယ်နံပါတ်1က fit together လို့ခေါ်တဲ့ခြေစုံရဲ့ခြင်းဖြစ်ပါလေဒီလိုနေတာမှာ3မိနစ်ခန့်နေရမှာဖြစ်ပါလေခြေစုံရတဲ့အချိန်မှာမိမိရဲ့စိတ်ကခန္ဓာကိုယ်ရဲ့ဟန်ချက်ပေါ်မှာအယုံစုဆိုင်ထားပါမယ်မိမိခန္ဓာကိုယ်ကတည့်တည့်ရှိနေသလားရှင်းနောက်ရိုင်းနေသလားဘေး ေးဝဲရာကိုရိုင်းသည်ကလားဆိုတာကိုသတိပြုရမှာဖြစ်ပါလေ။ယနေ့နေတာလေးခြင်းငယ်နမနှစ်က standing on one leg လို့ခေါ်တဲ့ခြေထောက်တစ်ဖက်ပေါ်ရက်ချင်းလေးခြင်းငယ်ဖြစ်ပါလေ။ခြေထောက်တစ်ဖက်ကိုမြောက်ထားပြီးကျန်တဲ့ခြေထောက်တစ်ဖက်ကခန္ဓာကိုယ်ရဲ့လေးခြင်းကိုထိန်းထားပါလေ။ဒီနေထားမှာ6စက္ကန့်နေရပါမယ်။ကျောက်ကိုပြောင်းရက်ချင်းဖြင့် ခန္ဓာကိုယ်ရဲ့အလေးချိန်ကဘယ်ဘက်ကိုပိုတည်လဲဆိုတာကိုသတိထားနိုင်ပါလေ။ယနေ့အနေနဲ့လေ့ကျင့်တဲ့နံပါတ်3ကတော့ tenen stem လို့ခေါ်တဲ့ခြေောင်းနှစ်ခုကို ရှင်းနောက်တည်းနဲ့ထားပြီးကျူရန်ပေါ်မှာရက်တလို့ရက်ချင်းလေ့ကျင့်ခံဖြစ်ပါလေ။ဒီနေသားမှာ စက္ကန့်20နေရပါမယ်။ မိမိရဲ့ခန္ဓာကိုယ်ကဘယ်ဘက်ကိုယိုင်သွားသလဲဆိုတာကိုသတိပြုရပါမယ်လဲလျှောက်လေ့ကျင့်ခန်းများကိုဆက်လက်ပေါ်ပြပါမယ်။လဲလျှောက်လေ့ကျင့်ခန်းနံပါတ်1က walking head down ခေါင်းပေညာလှင်လဲလျှောက်ခြင်းဖြစ်ပါတယ်။ခေါင်းကိုပင်ညာနှင်းငယ်စီလှည့်ပြီးလဲလျှောက်မှာဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုကိုဓမ္မမဟုတ်တနည်းအားကိုမျက်စိအာရုံစိုက်တာမျိုးမလုပ်မိအောင်တည်ထားပါခြေလဲဆင်လန်းခန့်ကိုဆဲချင်းချောက်ရပါမယ်လမ်းလျှောက်လေ့ကျင့်ခန်းနံပါတ်2က gait stabilization with the head down ညလုံးအာရုံစူးစိုက်မှုတည်ငြိမ်မှုနဲ့ခေါင်းပညာလှည့်ရင်လမ်းလျှောက်ခြင်းလေ့ကျင့်ခန်းဖြစ်ပါတယ်ခေါင်းလှည့်ရင်မျက်လုံးကြည့်ကို ဒီနေရာထဲမှာပဲဒီမြင်အောင်လိုရတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။လမ်းလျှောက်စဉ်မှာလက်ကိုဆန်တန်းထားပြီးမျက်လုံးကြည့်ကို လက်ချောင်းပေါ်မှာပဲအာရုံစိုက်ထားပါမယ်။ခေါင်းကိုပညာနှင်းငယ်စီလှည့်ပြီးလမ်းလျှောက်ပါမယ်။စစချင်းမှာမိမိတက်တော့တက်တာရှိတဲ့အနေထားအတိုင်းပဲတပြေးပြေးခေါင်းကိုလှည့်ပြီးလမ်းလျှောက်ပါမယ်မိမိကိုယ်ကိုယုံကြည်မှုရှိလာတဲ့အနေနဲ့ အနည်းငယ်အရှိန်မြင့်ပြီးလှုပ်ဆောင်နိုင်ပါတယ်။နောက်ဆုံးလေ့ကျင့်ခန်းကတော့လမ်းလျှောက်လေ့ကျင့်ခန်းနံပါတ်3ဖြစ်တယ်။ working with vigor cancelling လို့ခေါ်တယ်။ခေါင်းထဲတဲ့အခါမှာမျက်လုံးတုံ့ပြန်လှုပ်ရှားမှုကိုထိချုပ်ရင်းလျှောက်ခြင်းလေ့ကျင့်ခန်းဖြစ်ပါလေ။ဒီလေ့ကျင့်ခန်းကိုပြုလုပ်တဲ့အခါမှာ လက်ကိုစတန်ထားပြီးမျက်လုံးကြည့်ကိုလက်ချောင်းပေါ်မှာအယုံစိုက်ထားပါမယ်။လျှောက်တဲ့အချိန်မှာ စနန်းသားရဲ့လက်ကိုဘယ်ညာရှိပေးပါမယ်။ဥကောင်းကိုလက်ရှိတဲ့ဘက်ကိုလိုက်ပြီးလှည့်ပါမယ်။လက်လျှောက်လေးချိန်ငန်းနေကခြေလန်းတရာပြီးလို့အမှာဖြစ်တဲ့အတွက်ကြောင့်မို့လျှောက်လန်းပုံမှာမူတည်ပြီးတော့မှအချိန်ခွဲပြီးပြီးလို့နိုင်ပါလေ။ဒီလေးချိန်ငန်းနေကိုနေ့စဉ်2ချိန်မှ3ချိန်၄ဘက်မှ6ဘက်အကြာလေးချိန်ပေးခြင်းဖြင့်ပါတီကိုမူရခြင်းနဲ့ ခုနေဟန်တာတိမရခြင်းတို့ကိုတတခြင်းနေပါလေဆက်လက်ပြီးအမြင့်တားပြောင်းလဲတဲ့အခါမှာရုတ်တရက်မူဝေခြင်း B9 process နဲ့ position နဲ့ particle ကိုတတစေတဲ့လေ့ကျင့်ခန်းကိုဖော်ပြပေးပါမယ်ဥကောင်းလှရှားတဲ့အချိန်မှာ နားတွင်း semicircular canal ထဲမှာရှိရင် endolin အရည်တွေများလှရှားမှုဖြစ်ပေါ်စေပါတယ်ဒီအရည်တွေရဲ့လှရှားမှုကိုအာယုံခံဆဲလိတွေကအာယုံခံပြီးဥကောင်းရဲ့တည်နေရအနေထား ကိုဦးနောက်ကိုတင်ပြပို့ပါတယ်။ဒီ9 process မှာ position နဲ့ party ကိုယောဂရှိတဲ့သူတွေမှာ semi circular ကန်နယ်ထဲမှာပုံမှန်မဟုတ်ဘဲနဲ့ calcium carbonate crystal လေးတွေဝင်ရောက်နေပါတယ်။ calcify autolytic လို့လည်းခေါ်ပါတယ်။ဘူးကောင်းလှူရှားတဲ့အချိန်မှာဒီ crystal လေးတွေအားလည်းလှူရှားမှုဖြစ်ပေါ်ပြီးအယုံခံစနစ်ကိုပြပြစေတဲ့အတွက်ခေါင်းမူးခြင်းနဲ့ဟန်ချက်မထိန်နိုင်ခြင်းလက္ခဏာတွေကိုဖြစ်စေတာဖြစ်ပါတယ်။ ီလူနာတွေစမ်းသပ်ကြည့်မယ်ဆိုရင်ဥကောင်းလှူရှာတဲ့အချိန်မှာသူတို့ရဲ့မျက်လုံးကပုံမှန်မဟုတ်ပဲလှူရှာနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Benign process ပဲ positional particle ကြောင့်မူရင်ကျုံကိုတက်တာစီနေတဲ့ဖြစ်ခြင်းမျိုးကို Applay maneuver လို့ခေါ်ပါတယ်။ Applay maneuver က semicircular canal ကိုရောက်ရှိနေတဲ့ calcium crystal တွေကိုပြန်လည်ဖိရှားပေးနိုင်တဲ့လေ့ကျင့်မှုတစ်ခုဖြစ်ပါတယ်။ ပုံမှာ Flame Maneuver ရဲ့အဆင့်၅ဆင့်ကို ဖော်ပြပေးထားပါတယ်။ပုံမှာပြထားတဲ့လေ့ကျင့်မှုကဘဘက်နားရဲ့ Semicircular Canal မှာရှိတဲ့ Gaussian Crystal တွေကိုဖယ်ရှားဖို့အတွက်လေ့ကျင့်မှုဖြစ်ပါတယ်။တကယ်လို့ညာဘက်နားမှာပြဿနာရှိရဆိုရင်ဥကောင်းကိုညာဘက်ဆောင်းတဲ့အနေအထားနဲ့စတင်ပြီးလေ့ကျင့်ခန်းကိုပြောင်းလဲပြုလုပ်ရမှာဖြစ်ပါတယ်။ Step 1မှာဥကောင်းကိုဘဘက်ကို45ဒီဂရီ ဆောင်းပြီးထိုင်နေရပါမယ်။ step 2မှာတော့ဥကောင်းဆောင်တဲ့အနေဌာနဲ့ပြင်းပြင်းစွာလှည့်ချပါမယ်။ဘဘဲနာကဥကောင်းရဲ့အောက်မှာရရှိနေတဲ့အနေဌာဖြစ်ပါတယ်။ step 3မှာတော့မျက်လုံးကိုမှိတ်ပြီးပလက်နေဌာကိုပြောင်းလဲပါတယ်။ step 4မှာမျက်လုံးမှိတ်လျက်ပဲဥကောင်းကိုညာဘက်ကို90ဒီဂရီဆောင်းပြီးရောမှာခနာကိုလည်းလိုက်သင်ပြေးသောနေဌာကိုပြောင်းလဲပါမယ်။ဘဘဲနာကဥကောင်းရဲ့ပေါ်ပိုင်းကိုရရှိနေတဲ့အနေဌာဖြစ်ပါတယ်။ စတက်ဖွန်နေသားတိုင်းပြင်းပြင်းစွာထထိုင်ပြီးစတက်ဖိုက်နေသားကိုပြောင်းလဲပါမယ်။အနေသားတစ်ခုကိုချိန်စက္ကန့်360လောက်ထိကြောင်းနေပြရမှာဖြစ်ပါတယ်။ Airflow maneuver ကိုတစ်ချိန်လေ့ကျင့်လို့ရှိရင်၃ခါနေ၅ခါတိထကြောလုံးဆောင်ရပါမယ်။နေ့စဉ်တစ်နေ့မှာတစ်ချိန်သို့မဟုတ်နှစ်ချိန်လေ့ကျင့်ပြီးချင်းဖြင့် B9 process ပဲ positioning ပါတီကိုသက်သာစီပါတယ်။ အချိန်နှစ်ပတ်မှ၆ပတ်အတွင်းမှာပြောင်းလဲသွားနိုင်ပါတယ်။ဒီဗီဒီယိုလေးပြီးဆုံးခင်မှာ vestibular လေးခြင်ငံများကိုကုညီတေးဥပြပေးရဲ့သမီးမတ်ပုပွင့်အပရခင်ဟာအထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။ဒီလေးခြင်ငံတွေက vestibular dysfunction ဖြစ်နေတဲ့လူနာတွေအတွက်အကျိုးရှိပြီးသူတို့ရဲ့နှိမ့်စီလူနေမှုဘဝကိုတွတ်တက်ကောင်းမွန်စေမှာဖြစ်ပါလေ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒေါက်တာအိုလီဗီယာကင်ဝင်းနက်စ်ပေါ်မှာစိပညာဘုဒ္ဓတများကိုဆက်လက်တင်ပြသွားမှာမို့ကြည့်ရှုလေ့လာနိုင်ကြပါလိမ့်။